ကဲမင်္ဂလာပါတော့ကျွန်တော်ရဲ့ channel ရတဲ့တစ်ဖက်ပြန်လည်းပြီးကြိုးဆိုပါတယ်ကျွန်တော်ရဲ့ Don Tech channel ကိုအစီအမဲကြည့်ရှုပေးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်တဲ့ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video ရတော့ကုဏငယ်ကုစီတို့ရဲ့ reaction လေးပဲဖြစ်တယ်အဲဒါတော့နားဆင်ကြရအောင်ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲနီဘီတော်မှာရှိတဲ့ကြက်ဖွပါတီရုံးချုပ်မှာကြက်ဖွပါတီအောင်နိုင်ရေးအခမ်းအနားအတွက်ကြက်ဖွပါတီဥက္ကဋ္ဌခင်ကြီးကိုယ်တိုင်ပြောသွားတာဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီအခမ်းအနားမှာကြက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူတို့ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်နောက်တစ်ချို့ကိုလက်ရှိကြက်ဖို့ပါတီကတောင်းမဲ့မူဝါဒတွေရွေးကောက်ပွဲကြီးညာစာတန်းတွေနဲ့ပတ်သက်လို့ပြန်လည်ရှင်းတဲ့အတိပေးမှုတွေလုပ်တဲ့အချိန်မှာသူတို့ရဲ့ကြက်ဖို့ပါတီဟာရွေးကောက်ပွဲအနိုင်ရပြီလို့အစိုးရတစ်ဖွဲ့စည်းရင်တော့လက်ရှိစစ်တကချမှတ်ထားတဲ့နိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးမယ်ဆိုပြီးပြောသွားတာဖြစ်တယ်လို့ကြက်ဖို့တရင်ရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်။ဒါအပြင်လက်ရှိကြက်ဖို့ပါတီကမဲဆွဲတဲ့နေရာမှာလည်း စစ်တပ်ကချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းမဲ့မဲဆွဲပုဂ္ဂိုလ်ပါကြံ့ဖို့ခင်ကပြောဆိုသွားတယ်လို့တဖက်ကနိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်လို့လည်း NLD ပါတီကိုစစ်တပ်ကရောကြံ့ဖို့ပါတီကပါရန်သူအဖြစ်သဘောထားပြီး NLD ပါတီကိုအမြင့်ဖြတ်ရေးနဲ့နောက်ထပ်တကြော့ပြန်မပေါ်လာနိုင်ရေးကိုသာဆက်လက်ကင်ဆွဲထားကြတယ်လို့ကြံ့ဖို့တရင်ရင်ကပြောထားပါလိမ့်လက်ရှိအကြံ့ဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကဘူး လက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတူရောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းကျပ်ပြုလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးလက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိမတ်ပြုတာမျိုးမရှိသေးတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာသူတို့ဘာသာမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီး အဲ့ဒီမှာ NLD ပါတီကိုဘယ်ဒုံကမှအနိုင်မရခဲ့တဲ့ကြံ့ဖော့ပါတီက NLD မပါဘဲသူတို့ပတ်သားရှင်ပြိုင်ပြီးတော့အဲ့ဒီရွေးကောက်ပွဲအတူကြီးမှာသူတို့ကြံ့ဖော့ပါတီကပဲအနိုင်ရမယ်ဆိုပြီးတော့ပါကြံ့ဖော့ဥက္ကဋ္ဌခင်ကနိုဝင်ဘာလ17ရက်နေ့ကပဲပြောဆိုသွားသေးတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ထိုင်းနိုင်ငံကလွှဲပြောင်းပေးလိုက်တဲ့မြန်မာအကြံဖတ်စစ်တဲ့လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ွယ်ရာရွှေကုတ်ကိုကြပြတ်မြို့တစ်ထူထောင်သူနိုင်ငံတကာရာဇဝတ်တရားခံရှီကျင်းဂျန်းကို တရုတ်အစိုးရကအထူးလုံခြုံရေးတွေနဲ့ခေါ်ထုတ်သွားပြီးလေရင်ပေါ်ကနေဆင်းတဲ့အချိန်လမ်းအလျှောက်ဖို့တောင်အာရော့နေတယ်လို့တရုတ်သတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့နိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲထိုင်းအစိုးရကဖမ်းဆီးရမိထားတဲ့မြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုးကွယ်ရာရွှေကုတ်ကိုကြားဖြတ်မြို့တစ်ထူထောင်သူနိုင်ငံတကာရာဇဝတ်တရားခံရှိခြင်းကြံကိုတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးလိုက်တယ်ဆိုပါတယ်။အဲ့ဒီနောက် ကြဖြတ်ငွေလင်းကိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခံရှိခြင်းကျမ်းကိုတရုတ်အစိုးရကအထူးလုံခြုံရေးတွေနဲ့ခေါ်ထုတ်သွားပြီးမနေ့ကညသကောင်းရက်အချိန်မှာပဲတရုတ်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်သတင်းဌာနတွေကနေထုတ်လွှင့်ထားပါတယ်။အဲဒီမှာကြဖြတ်ငွေလင်းကိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခံရှိခြင်းကျမ်းဟာတရုတ်နိုင်ငံကိုဖမ်းဆီးခံရတဲ့ရာဇဝတ်သားအဖြစ်ပြန်လည်ရောက်ရှိလာတဲ့အချိန်တရုတ်အထူးတပ်ဖွဲ့ရဲတွေရဲ့ခေါ်ဆောင်လာမှုကြားမှာလမ်းလျှောက်ဖို့တောင်အာရော့နေတယ်လို့လည်းတရုတ်သတင်းတွေမှာဖော်ပြထားကြပါတယ်။ ။အဲဒီလိုတရုတ်အစိုးရလက်ထက်ကိုရာဇဝတ်သားအဖြစ်ပြန်လဲရောက်ရှိသွားတဲ့ဂျပန်ဝင်လင်ဂိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခဏ်ရှီချင်းချန်းဆိုသူဟာမြန်မာစစ်တပ်လက်အောက်ကဘီဂျက်ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ွယ်ရာလဲဖြစ်တယ်လို့မြန်မာစစ်တပ်နဲ့စောချစ်သူတို့ပူးပေါင်းပြီးထိန်းချုပ်ထားတဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကူမှာဂျပန်ဝင်လင်ဂိုင်းတွေအခြေစိုက်ဖို့မြို့တစ်ကိုထူထောင်ခဲ့သူဖြစ်တယ်လို့အဲဒီကနေတဆင်တရုတ်နိုင်ငံသားတွေအမေရိကန်နိုင်ငံသားတွေအပါအဝင်တကမ္ဘာလုံးကလူတွေကိုအွန်လိုင်းကနေငွေကြေးဘီလီယံပေါင်းများစွာလိမ်လည်နေကြတာဖြစ်ပြီး အဲ့ဒီလုပ်ငန်းတွေကိုဥဆောင်သူချီကျင့်ချက်ဟာအခုတရုတ်နိုင်ငံလက်ထက် ကြားဖြတ်ငွေလိန်ဂိုင်းတရက်ခန့်အဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်။အဲ့ဒီလိုပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာ2019စစ်စင်ရေးတွေစတင်ခဲ့တုန်းကလေရှမ်းမြောက်ကကြားဖြတ်ငွေလိန်ဂိုင်းတွေရဲ့ခေါင်းဆောင်မြန်မာစစ်တပ်လက်အောက်ခံချက်ဖို့ပါတီအမတ်ဖြစ်ခဲ့တဲ့ကိုကန်ဒေတာခေါင်းဆောင်ပယ်ဆောက်ချိန်ကိုလေတရုတ်နိုင်ငံကအလို့ရှိနေတဲ့အချိန်နေပြည်တော်မှာမြန်မာစစ်တပ်ကဖွဲ့ပေးထားရကနေတရုတ်နိုင်ငံရဲ့တောင်းဆိုမှုတွေကြောင့်အဲ့ဒီပယ်ဆောက်ချိန်ကိုပါ မြန်မာစစ်တပ်ကပဲသူ့လူကိုသူကိုယ်တိုင်တရုတ်လက်ထက်နေပြည်တော်ကနေတဆင့်လွှဲပေးလိုက်ရသလိုအခုဆိုရင်အဲ့ဒီမြန်မာစစ်တပ်လက်အောက်ခံပယ်ဆောက်ခြင်းကိုနိုဝင်ဘာလ၄ရက်နေ့ကပဲတရုတ်အစိုးရကတေဒံချမှတ်လိုက်ပြီးအခုတခါနောက်ထပ်မြောက်ရီမြို့နယ်ကစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ခွေရကြားဖြန့်ငွေလိန်ဂိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခံရှီချင်းချန်းဆိုသူပါတရုတ်အစိုးရလက်ထက်ရာဇဝတ်သားအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကနေအချက်ဖတ်မင်းအွန်လိုင်းကိုအမြန်ဆုံးဖမ်းရမ်းထုတ်ဖို့နဲ့မြို့သားညီညီအစိုးရ NUG ကပါ ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုထားတဲ့ကြေညာချက်ကိုတမ်မကြီးဥကြုံမိုးထွန်းကကုလသမဂ္ဂအစည်းအဝေးမှာတင်ပြတော့ပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲအမေရိကန်နိုင်ငံနယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာအကြိမ်80မြောက် ကုလသမဂ္ဂအထွေထွေညီလာခံညနာစုံကြီးအစည်းအဝေးအတွင်းတမ်မကြီးဥကြုံမိုးထွန်းကတင်ပြပြောဆိုတော့တာပါ။အဲ့ဒီမှာအဓိကပြောသွားတာကတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲအရာရှိကနေမြန်မာနိုင်ငံကအကြမ်းဖက်စစ်တပ်ကောင်းဆောင်မင်းအောင်လိုင်ကို ICC ကနေဖမ်းဝရထုတ်ပေးဖို့တရားရုံးကိုရှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူတွေဟာမျှော်လင့်ချက်တွေမြင့်တက်ခဲ့ရပြီမဲ့တနစ်နီးပါးကြာမြင့်လာတဲ့အချိန်အထိ ICC ဘက်ကအဲ့ဒီရှောက်ထားချက်အပေါ်တိတာထင်ရှားတဲ့တိုးတက်မှုမရှိတဲ့အတွက်ပြည်သူတွေဘက်ကစိတ်ပြတ်မှုတွေပုံမကြီးမားလာနေတာကြောင့် ICC တရားရုံးကနေ အကြံဖတ်မင်းအွန်လိုင်းကိုအမြန်ဆုံးဖရန်ထုတ်ဖို့လိုအပ်နေပြီလို့တာမန်ကြီးဥကြုံမုံထုံးကတင်ပြတော်ပါလေ။ဒါနဲ့ပတ်သက်ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကပါ ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုထားတဲ့ကြီးညာချက်ကိုထုတ်ပြန်ထားပြီးမြန်မာအကြံဖတ်စစ်တပ်ကမြန်မာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ဆိုးရွားလာတဲ့ရဇဝတ်မှုတွေကိုကာကွယ်ပေးနိုင်ဖို့စစ်တပ်ရဲ့ထက်မှန်ရက်ဆက်မှုတွေကိုတားဆီးပေးနိုင်ဖို့ပြစ်မှုကျူးလွန်ခြင်းခံရသူပြည်သူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့ အပြစ်ပေးအရေးယူခြင်းကနေစစ်တကကင်းလွနေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံအတွင်းလက်ရှိအချိန်ထိကျူးလွန်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေအပေါ် ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုမြန်မာနိုင်ငံအစိုးရ UNG ကအတိမတ်ပြုထားတဲ့ကြေညာချက်ကိုပါတမန်ကြီးဦးကျော်မှုတွန်းကကုလအစည်းအဝေးကနေတဆင့်အပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိစီကိုတင်ပြခဲ့တယ်လို့သိရပါတယ်ဒါအပြင်လက်ရှိအချိန်ထိမြန်မာပြည်သူတွေအပေါ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေအပါအဝင် စစ်ရဆွေးမှုပေါင်းများစွာကိုဇက်တိုက်ကျူးလွန်နေဆဲဖြစ်တဲ့အကြမ်းဖက်မြန်မာစစ်တပ်ကတစ်ဖက်မှာတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိဘဲလွတ်လပ်မှုတရားမျှတမှုပွင့်လင်းမြင်သာမှုမရှိတဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုလှုပ်ဖို့စီစဉ်နေတဲ့အပေါ်နိုင်ငံကအတိုင်းဝိုင်းကပြက်ပြက်သားသားပေးချဖို့နဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့လည်းအကြမ်းဖက်ရာဇဝတ်ကောင်မင်းအွန်လိုင်းကိုအမြန်ဆုံးဖမ်းရမ်းထုတ်ပေးဖို့ကိုပါလိုအပ်နေပြီဖြစ်တယ်လို့တမ္မကြီးဦးကျော်မွန်းထွန်းကကုလအစည်းအဝေးမှာတင်ပြပြောဆိုတော့ပါလိမ့်ခင်ဗျ မှာတော့ဒင်းဘီနဲ့ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကထိခိုက်တိုက်ဆုံမှုတွေများနေတဲ့အတွက်လေကြောင်းပစ်ကူတွေနဲ့ပေါင်900ဘုံတွေပါကျဲချတာတွေလာလုံနေတယ်လို့ KNL စီးရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ13ရက်နေ့မနက်ပိုင်းမှာတင်းကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမြောက်ရီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းဘက်ကနောင်ကိုင်းတီဖိုဆန်မိဖာလက်ချေရွာတွေဘက်မှာအကြမ်းဖက်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေကြား ိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတတော်ကုန်များနေပြီလက်ရှိသိရှိထားချက်အရတဲ့တီဖိုစံချေရဘမစစ်တပ်ဘက်ကသေတဲ့သူတွေရာကနဲ့နှိပါအထိကိုရှိနေတယ်လို့ KNL စစ်ရေးသတင်းရှင်းမြစ်ကရှင်းပြထားပါတယ်အဓိကကတော့မြရီလန်ဟောင်းဘက်ကိုစစ်တပ်ကအသေးအံသိမ်းဖို့လုပ်နေတာဘလို့မှမရပဲသူတို့စစ်တပ်ဘက်ကသာ KNL ပူပေါင်းတပ်တွေရဲ့တံပြန်တိုက်ခိုက်ချေမှုတွေကြားမှာတိုက်ခိုက်သိမ်းဆုံးမှုတွေတော်တော်များပြီးအထိနာနေတဲ့အတွက် လေချောင်းပစ်ကူတွေနဲ့ပေါင်900ဘုံတွေပါကျဲချတာတွေအထိလာလုံနေတယ်လို့ KNL စီးရေးသတင်းရှင်းကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီမြောက်ရီကော့ဂရိတ်ဒေါ်နာတောင်ပေါ်လမ်းဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းကခြေရွာတွေပေါ်မှာစစ်တလောက်ခန် DGB A ဘုံပြီးအပွဲနဲ့အချမ်းဖတ်စစ်တပ်တို့ပူးပေါင်းထားတဲ့စစ်ကြောင်းတွေကို KNL ပူးပေါင်းတပ်တွေကတံပြန်တက်ခိုက်ချင်းမုန်းနေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KNL စီးရေးသတင်းရှင်းကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မင်္ဂလီတိုင်းကစင်ကူးမြို့နယ်မှာစပေးရှောင်းပြည်သူတွေနေတဲ့မလဲကြေးရွာစတင်ကျောင်းကိုအချက်ဖက်စစ်တပ်ကလေနဲ့ပုံချဲသွားမှုကြောင့်ပြည်သူ၅ဦးသေဆုံးထားပြန်တယ်လို့စင်ကူးမြို့နယ်ပကပတာဝန်ခံကိုတန်မဏိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ၁၂ရက်နေ့ဖြစ်တဲ့မဏိကညနေပိုင်းမှာပဲမတရားမြို့နယ်ဘက်ကစစ်ရှောင်းပြည်သူတွေနေထိုင်ရာစင်ကူးမြို့နယ်မလဲကြေးရွာစတင်ကျောင်းကိုအချက်ဖက်စစ်တပ်က Jet Fighter လေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံးတွေချဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အယတပြည်သူ၅ဦးသေဆုံးထားပြီးနောက်ထပ်ပြည်သူ၅ဦးထပ်မင်းငယ်ကဒဏ်ရာရရထားတဲ့အပြင်အနီးနားကအဆောက်အုံ၃လုံးလဲပျက်စီးထားတယ်လို့စင်ကူးမျိုးနဲ့ပကပတာဝန်ခံကုတန်မဏိကပြောထားပါလိမ့်။လက်ရှိအချိန်ထိအကြပ်ဖက်စစ်တပ်ကစင်ကူးမျိုးနဲ့အတွင်းမှာရှိတဲ့ယတပြည်သူတွေကိုတမင်တကာပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတဲ့အတွက်မြို့နယ်အတွင်းကပြည်သူတွေအနေနဲ့ဒေါ်လာ8တွေထုတ်ပြန်ထားတဲ့လေကြောင်းအနေနဲ့သတိပေးချက်တွေကိုအလေးနက်ထားလိုက်နာပေးဖို့ကိုလည်းမြစ်တာရက်ခတ်တဲ့အကြောင်း စင်ကူးမျိုးနဲ့ပကပတာဝန်ခံကိုတမ်နီကပြောထားပါသေးတယ်ခင်ဗျဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်တိုင်းပင်ခံကောင်စီတို့တွေ့ဆုံခဲ့ပြီးအကြံပေးစစ်တပ်ကမွန်ပြည်နယ်ဘက်မှထိုးစစ်တွေအရှိန်မြှင့်လာခဲ့ရင်တံပြန်နိုင်ဖို့နဲ့ဖြစ်ပေါ်လာနိုင်တဲ့စစ်ရှောင်ပြည်သူတွေကိုအကူအညီပေးဖို့ကိစ္စရပ်တွေကိုညှိနှိုင်းဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီမှာအဓိကဆွေးနွေးမှုကတော့အကြံပေးစစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီ နိုင်ငံတော်မှာသူတို့လက်လွတ်ထားရတဲ့တော်လိုင်းတက်တွေထိန်းချုပ်ထားရနေမြေတွေကိုထိုးစစ်အရှိန်မြှင့်နေရမှာမုံပြည်နယ်ကမြို့နယ်ခုနှစ်ခုကိုလည်းအဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီထိုးစစ်အရှိန်မြှင့်လာနိုင်တဲ့အတွက်အဲ့ဒီအချိန်တပတ်ကစစ်ဘေးရှောင်ပြည်သူတွေအတွက်အကူအညီပေးရေးကိစ္စရက်တွေလုပ်နိုင်မှုမုံပြည်ဖက်ဒရယ်ကောင်စီနဲ့မုံပြည်နယ်အတိုင်းပင်ခံကောင်စီတို့ပူးပေါင်းပြီးဆောင်ရွက်သွားမယ့်ကိစ္စတွေကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့မုံပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်လိုက်တဲ့အပြင်ဂျေးရွာဒွေကိုပါမိရှုဖျက်ဆီးနေတယ်လို့အညာမြေတပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်၁၇လပိုင်း၂ထောင်နဲ့မှ25ဖြစ်ပါတယ်ကဒီကနေ့ဦးစင်းဂျမိုင်းရလမ်းဆလျှောက်တဲ့နေ့ပေါ့နော်ဒီကနေ့ဦးစင်းအမျိုးတွေကိုပြောပြချင်တာလဲဆိုလို့ရှိရင်အမှုပညာသမအမှု လုပ်ရှင်တဲ့ပြီးတော့တရုပ်ဆောင်ရဲ့အမှုပညာဓမ္မတွေအချိုးရဲ့အကြောင်းကိုပြောကြတာအကုန်လုံးတော့မဟုတ်ဘူးရနော်ခုဆိုလို့ရှိရင်အမှုပညာရေကောက်ပွဲနဲ့ပတ်သက်ပြီးမှအမှုပညာဓမ္မအချိုးတွေပါဝင်လာကြတယ်ဒီဟာပြီးလို့ပဲပါပါဘလူပဲပါပါဒါနဲ့လူတို့တွေဖိဆက်ရတာပြောရင်တော့မတန်သေးဘူးပေါ့ဗျာလူတို့တွေကအမှုပညာဓမ္မအမှုပညာရှင်တွေအများစုဒီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေပြူတွေကိုတော့ပြူတွေကိုအသုံးချခဲ့တာတွေ ဖြူတွေပေါ်ကိုရုပ်မာခဲ့တာတွေအများကြီးဗျအများကြီးနော်အများကြီးပဲအဲ့တော့သူတို့တွေကဒါခုဒါယူကော့ပွဲနဲ့ပတ်သက်ပြီးမဲစီယုံနာတွေယူကော့ပွဲနဲ့ပတ်သက်ပြီးဟောလောက်ထားတယ်မဖြစ်ဆက်လောက်ကလေးပဲရှိရဒီထက်မကသူတို့တွေကပေးဆက်ရပါဒီထက်မကပြူတွေပေါ်သူတို့တွေကပြူလူကျွေးတဲ့ဟာပဲစားတာပဲပြူလူပေးတဲ့ရဒါဒီထက်မကသူတို့ရဲ့အလုပ်ကျွေးပြူအောင်ပါဗျတော့ကြောင့်လေအနုပညာအများစုတွေကဒီ2021ဖြစ်တဲ့အချိန်ကာလကြီးမှာတော်တော်ကြီး ပြူတွေကိုလမ်းပေါ်မထွက်ထွက်အောင်လုပ်ခဲ့တာတွေဒါဒုရုတွေအဓိကကြတယ်နော်စီရံမလုပ်ခဲ့မလုပ်ချင်တဲ့သူကိုလုပ်ချင်အောင်နေမလုံးနေပြေးခဲ့တာတွေဒီကြားထဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအဆိုးဆုံးပဲအဆိုးဆုံးပဲအဆိုးဆုံးပဲကျော်ဟိုပဲချူချစ်တူဟိုပဲတွားပါရင်နော်ဆိုနုပညာအဆိုးဆုံးနေအများကြီးပဲမဘာတာဆွမ်းမလောင်းမဆိုတဲ့ဒါရိုက်တာဝိုင်းတို့အဆိုးဆုံးပဲအဲ့မှာခင်ဗျားတို့ ဟိုဘက်ပြေးကလည်းဒီဘက်ပြေးကလည်းနဲ့ခင်လိုင်တော့ဆိုတဲ့ကောင်နဲ့အဆိုးဆုံးနေပဲဟောနေဟုတ်လားလူလဲခင်လိုင်ကလည်းလူလဲတော်တော်များပါတယ်လူပညာဓမ္မတွေဟုတ်လားအဲ့မဲ့မြောက်ဖွေးဖွေးလားဗာဖွေးဖွေးတဲ့တကိုယ်လုံးတဝါနော်တကိုယ်လုံးတတူးအပြည့်နဲ့ဖွေးဖွေးလားဟုတ်လားတကိုယ်လုံးတတူးအပြည့်နဲ့အများကြီးပဲတူတို့ဒီတော်တော်များပါများပါတယ်ပြောမပြောတော်တော်ကြီးဆိုတော်တော်ကြီးကိုတို့ပြည်သူပေါ်မှာရက်ဆက်ခဲ့တာတွေပြည်သူပေါ်မှာမလုံးနေပေးခဲ့တာတွေ တကယ်ကိုမြင်မကောင်းယူကောင်းနဲတာမဟုတ်ဘူးတို့တွေဟုတ်လားတကယ်ဆိုဆရာမကျမတို့တွေဘလို့ဘလို့လက်ကပြရမယ်စီစီရန်ကျောင်းဆရာမရဲ့တစ်ခုခုပေးထားတဲ့စစ်ကောင်းစစ်ဆိုရက်ကရနာရနာထိန်ဘာညာပေါ့ဗျပေးရလက်ကတဲ့ကျမတို့နှစ်ဆလုတ်ပြပါမယ်ကျမတို့ဗတ္တရားနိုင်ငံနေရောဘာနိုင်ငံနေရောဝါဝနိုင်ငံနေရောမလုံးနေပေးကြတာဒီကိုအများကြီးပဲအဲ့ဒီမှာလဲအဟုတ်ကြီးမှတ်ကိုလောက်တောင်ပညာမရှိတဲ့အတွက်ကိုလောက်တောင်ပညာမတတ်တဲ့လူက ပေးခဲ့တဲ့ဟာရတွေကိုအဟုတ်ကြီးယုံပြီးမှဟုတ်လားဘဝပြည့်အဲ့မှာကြောင်းဆရာဆရာမတွေဆရာဝင်မတွေသူနာပြုတွေအများကြီးတချို့ဟုတ်လားငါတော်တော်များများဝန်ထမ်းတွေဘဝပြတ်ခဲ့တာတွေအများကြီးပဲဘဝပြတ်ခဲ့တာတွေအများကြီးပဲနော်ဘဝပြတ်ခဲ့လို့ဟိုကြောင်းဆရာဆရာမတွေဆိုလို့ရှိရင်ထိုနေ့သူစားပဲထိုင်းနိုင်ငံမှာဒီနေ့350 400အလုတ်လောက်ရတယ်ဗျာစင်းအလုတ်လောက်ရတယ်ရထမ်းရတယ်ဟုတ်လားအစားဟုတ်တော့ဖို့ပဲရဒီနေ့350 400ဟုတ်လား 900ရရသူတို့ခက်ရှားရှား900မရဘူးเนาะ900မရဘူးအဲ့ဒီ3400မှဘယ်လောက်လဲ3000 2000ကျော်3000ပေါ့3000ကျော်ပေါ့3000ကျော်4000လောက်တော့ရမှာပေါ့ထိုင်းနိုင်ငံမှာဟုတ်လားအိမ်ငါးလားကနဲ့စားမတော့မားနဲ့တစ်ခါတရားမဝင်လို့ပြေးရလွှားရတာနဲ့ဖန်ခံရတာနဲ့ဟုတ်လားအဲ့လိုပေါ်ပြတ်သွားရင်လေအမှုပညာဓမ္မအချိုးတွေအမှုပညာဓမ္မအချိုးအများစုကြီးပေးခဲ့တဲ့ဒုက္ခတာတွေကိုခံရတာဟုတ်လား ဧကောက်ဘွဲ့နဲ့ပတ်သက်ပြီးမလုံနိုင်ဘူးညာကျုပ်တာအဲ့ဒီခင်ဗျဆုံးဖြတ်ပိုင်권ရှိတဲ့နေရာမှာဆိုဟုတ်ပြီဆိုပြီးကိုခင်ဗျလူတွေဘာလို့လဲခံဝင်နဲ့ထိုးထားတာခံဝင်နဲ့ထိုးထားတာနော်ကောင်းကောင်းပညာပြပြီးကောင်းကောင်းထောင်းနဲ့ကောက်ထဲပလိုက်မှာဦးစင်နာလုံးပိုင်권ရှိကြပါဟုတ်လားဘာဖြစ်လို့လဲသူတို့တွေရုပ်မာခဲ့တာအများကြီးလေဗျာအခုရွေးရွေးကောက်ပွဲမှာစီယုံခိုင်းနေဆိုတာကလောက်ခိုင်းနေဆိုတာကလည်းခင်ဗျရှင်းရှင်းလေးကြံ့ခိုင်ရင်ကိုမဲပြပါကြံ့ခိုင်ရင်ကိုဘသူ့ကိုမဲပြပါလို့စီယုံခိုင်းတာမဟုတ်ဘူးပြူတွေကို ပါတီအလုံးအတွက်ကိုလောက်ခိုင်းတာဒီကောက်ပဲရှင်ပဲမဲ့ပါတီအလုံးအတွက်ကိုလောက်ခိုင်းတာအမားကြီးကိုလောက်ခိုင်းတာမို့အမန်ကြီးကိုလောက်ခိုင်းတာအမန်ကြီးကိုလောက်ခိုင်းတာနော်တစ်ဖက်ကတော့ဝါရားပြန်မှာပေါ့အတုရောင်ရွေးကောက်ပဲဗာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာအန်အန်ဒီအစိုးရပါမှမေးခွန်းတော့တချို့ကရှိသေးတယ်ဒါဆိုရင်အန်အန်ဒီအစိုးရကိုလည်းပြိုက်ခိုင်းမှလာတဲ့ခမည်းကလည်းခိုးလို့ထောင်ထဲထည့်ထားပါတယ်ဆိုတာပြည်သူတွေကမဲကိုခိုးလို့ ဟုတ်လားထောင်တဲ့ထောင်တခုထဲခိုင်းလို့ဖြစ်မလားတခုအားပေးရဖြစ်တော်မှာဗောအစိုးရထဲခိုင်းဟုတ်လားဟာကာယကာယကြီးရနေမှာဟုတ်ပါကြီးကဲဒီခင်ဗျားတို့ဒီအန်ဒီစိုးရလက်ထဲကိုကဲကျွန်တော်တို့မဲပြန်ပြန်ရင်းမှအရွေးခံလိုက်မှာဆိုအဲဆိုတူလည်းတခုအားပေးရဖြစ်ပြောအလုံးလူလူပါဖြစ်သွားမှာဗောတခုအားပေးရဖြစ်သွားမှာဗောဟုတ်လားကဲမာတဲ့ဟိုကဗဲနိုင်ငံဆိုတော့ရောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေကိုတွေ့ခွင့်တောင်းတာဆိုခင်ဗျားရဲ့ရာဇဝတ်တွေ့ခွင့်တောင်းလို့ဖြစ်မလား ရာဇတ်ရာဇတ်တခြားနိုင်ငံလိုတွေးခွန်ပေးလို့မရဘူးလေဗျာမရဘူးလေအမှထောင်းမသွားတွေ့ရတော့မှမိသားစုတို့တော့မှအိမ်တော်ဇေယျနမပုံတွေနဲ့ရက်ကွက်ထောက်ခံတာရက်စကန်ထောက်ခံတာနဲ့ထောင်းမတွေ့ရတာအခြားနိုင်ငံရာဇတ်တော့တော့တခြားနိုင်ငံလားရာဇတ်လာပြီးတွေ့ခိုင်းစရာအကြောင်းမရှိဘူးအကြောင်းသူ့ဟာကတော့ချင်းရတမန်သာကြီးပဲဖြစ်ဖြစ်နိုင်ငံတော်အတိုင်းပိုင်းငွေရဖြစ်ဖြစ်ဝင်းကြီးချုပ်ကြီးပဲဖြစ်ဖြစ်ဘသူကြီးပဲဖြစ်ဖြစ်ထောင်းထဲရောက်ရင်ကျင်းတာပဲဥစဉ်ထောင်းထဲမှာတော့တဲ့အချိန်တော့ပြောခဲ့တယ် ဲရလို့မင်းဟာကိုဘာကောင်းကြီးဖြစ်ဖြစ်နေလို့ဘယ်လိုပဲဖြစ်ထောင်ထဲရောက်လို့ရှင်ဟဲ့ရလို့အချို့အဲ့တော့ဥစဉ်တို့ရောက်တော့နိုင်ငံရေးတဲမှာအချို့ရှိတယ်။တောင်လူလယ်တဲမှာနိုင်ငံရေးတဲမှာခုလက်ထောင်ထဲမှာပဲသူတို့ရဲ့ဘာလဲဆိုသူတို့ကိုကိုနိုင်ငံရေးတဲမှာပေါ့တောင်လူလယ်တဲမှာအတောင်လူလယ်တဲမှာဆန္ဒပြပေးတဲ့ကောင်တွေလည်းနော်ဘယ်လိုကောင်တွေလဲဆိုလို့ရှင်တောင်လူလယ်တောင်လူလယ်ဆက်ပတ်ဆက်ရှိတယ်ဒီလေကိုကျုပ်တို့ရောက်အောင်လုပ်ပေးမယ်ဒီလေကိုကျုပ်တို့ရောက်အောင်ပြပေးမယ်ပြီးလို့ရှိရင်ကျုပ်တို့ပါစနစ်ဘယ်လောက်ပေးရမလဲနော်လေလေကုန်ရကျုပ်တို့လေဝက်ဘယ်လောက်ပေးရမလဲဒါမျိုးအဲ့လိုအဖမ်းခံရပြီဆိုရင်လည်းနောက်က ိုရင်လည်းနောက်ကနေတော့လည်းမှဆွဆောင်းပြီးမှထောင်းမစားလိုက်ပို့ပါရယ်ပို့ပေးရတယ်ပို့ပေးရတယ်နိုင်ငံတမဟုတ်လားမင်းဟာကဘာကောင်ကြီးရဖြစ်ဖြစ်ထောင်းထဲမှာရောက်လို့ရှိရင်ဟာအကျဉ်းသားပဲလို့ငါပောက်ကူတော်လို့လည်းအကျဉ်းသားပဲလို့အဲ့တော့ထောင်းထဲမှာရောက်မင်းအေးဆေးနေငါကိုကိုနိုင်ငံရေးတမကြီးဘာကြီးဆိုရင်မှမင်းဂျန်တဲ့တူတူလူဝါဝါမှဂျန်တဲ့တူတူအနေခက်အောင်မလုံနဲ့အနေကြအောင်မလုံနဲ့ကိုကိုကိုအေးဆေးဆေးနေမင်းမိသားစုပို့တဲ့မင်းဟာကိုတောင်းတူလည်းမှပို့ထောင်းဝင်သားပဲမင်းကိုအေးဆေးထိုင်သားနေလို့ ဒီထဲမှာတိုက်ထဲမှာနေเนาะအေးစေးစေးငင်ငင်လေးနေထောင်စည်းကမ်းထောင်မှုတိုင်းနေကြံတဲ့လူတွေဒုက္ခရောက်မှာနိုင်ငံရေးမှာဆူရဲလို့ရှိရင်ကြံတဲ့လူတွေအကုန်လုံးပဲကြံလူတွေကြက်ရိုက်သွားတာလေထောင်ကြက်သွားတာเนาะအားကြောင့်ဦးဇင်းတို့အဲ့လောက်ထိတကယ်သူပြောခဲ့တာပေါ့ဗျာပြောခဲ့တာပေါ့เนาะအခုလဲအတိုင်းမင်းကြီးရဲ့ဖြစ်ဖြစ်ဝင်းကြော်ကြီးရဲ့ဖြစ်ဖြစ်ဘာကောင်ကြီးရဲ့ဖြစ်ဖြစ်ထောင်ထဲမှာဆိုရင်တော့အကျဉ်းသားပဲအကျဉ်းသားပဲเนาะထောင်အကျဉ်းသားပဲဒါလေးကိုလည်းပြည်သူများအားလုံးသိအောင်ပြောချင်ပါတယ်ဗျာเนาะ အဲ့တော့အနုပညာဓမ္မအချို့ပြန်ဆက်မယ်အနုပညာဓမ္မတွေတော်တော်များများခင်ဗျားတို့ကိုပြောချင်တာကခင်ဗျားတို့လုတ်ခဲ့တာတွေကအများကြီးပါပဲဗျာနော်ခင်ဗျားတို့လုတ်ခဲ့တာတွေအများကြီးအချို့ဘာမှမလိရတချို့လူတွေကိုခင်ဗျားတို့လမ်းမော်ဆွဲတင်ခဲ့တယ်ခင်ဗျားအဲ့အချို့သေးကြီးပျက်စီးရသူတွေခင်ဗျားတို့တွားပြီးဘာကြီးနှစ်တိတ်ပေးရလဲခင်ဗျားတို့ဘာတွေလုတ်ပေးရလဲခင်ဗျားတို့ကြောင်းမတက်နဲ့ရုံးထွက်တို့ကြောင်းမတက်နဲ့ဘာလို့ခင်ဗျားတို့တာတမီကြောင်းအကောင်းစားကြီးထားကြတာခင်ဗျားတို့ဟုတ်လားကိုကျင်းစာတွေကမရှိဘူးရိုးသားတဲ့ အညာတို့အညာသားတွေကိုခမည်းတော်တွေဖျက်ဆီးခဲ့တယ်။ချူစင်တဲ့အညာတို့အညာသားတွေကိုခမည်းတော်အမှုပညာဓမ္မအများစုဝကောင်းကောင်းကြီးပညာပေးခဲ့တယ်။ရိုးသားတဲ့အညာတို့အညာသားတွေစိတ်ရင်းမှန်တဲ့အညာတို့အညာသားတွေအညာမြေမှာကိုယ့်အကိုအေးစိစိလှုပ်ရှားနေတဲ့အညာတို့အညာသားခမည်းတော်ဂျင်းကြီးကြီးကျွေးခဲ့ပြီးမှသေလန်းကိုပို့ခဲ့ကြတယ်။ဒါလေးကိုခင်ဗျားတို့မမေ့ပါနဲ့အခုခင်ဗျားတို့မဲမဲနဲ့ပတ်သက်ပြီးမှခင်ဗျားတို့ဒီပြူတွေမဲထဲဦးမဲပေးဦးပါအတွက်ကို ဒါလုတ်ဆောင်နေရတာဆိုတာဒါခင်ဗျားတို့အရန်ကြီးတို့တွေကဒါမဖြစ်ဆက်လောက်ကလေးလို့ပဲပေါ့ကတော့မတ်ချက်ပြုတ်ရှင်ပါတယ်နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပိစံမှာခင်ဗျားတို့ဒီထက်မကပြည်သူတွေကိုခင်ဗျားတို့ပြန်ပြီးမှအကျွတ်ဆက်မှာဘာလို့တော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်ဒါပေါ့ကတော့ရဲ့ခံယူချက်ပဲပေါ့ကတော့ရဲ့ခံယူချက်ပေါ့ကတော့ရဲ့ပြောတဲ့ဟာမှားတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ထောက်ပြပြည်သူတွေကိုဂျင်းမထဲခဲ့ပါဘူးပြည်သူတွေကိုလမ်းမှာဆွဲမတင်ခဲ့ပါဘူး အညာလူအညာသားတွေကိုသေလက်မပို့ခဲ့ပါဘူးလို့ခင်ဗျားတို့ထောက်ပြနော်ကဲဒီမှာကြော်မျိုးမင်းတို့ကြော်စိုးဦးတို့နော်ဒီအာနာယူလူရုပ်မှာအကောင်တွေကိုဘောမနေတဲ့ဒီအယုတ်မာတွေကိုအခုတော့ဒီနေ့တခင်းငွေဘူးဆုံးမှပြီဘာတွေဆုံးမှမလဲဆိုတော့ကြည့်ပါလားကျွန်တော်တို့ဒူနော်ဟမ်ဘာစစ်ပညာမှမတက်တဲ့ကောင်တွေကလမ်းပိကြလေပြီလူဟိုဘာဟိုဘာဘလို့လဲကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ ဟမ်ဟိုဘာဘာကြပြီးပဲမီဒီယာပြီးပဲမင်းပဲစပပီးပြီးပဲမီဒီယာဒီလိုစာမတတ်ပေမဲ့တကယ်ဝင်ဦးကပြောရင်အဲ့လိုလောလိုက်ပဲတိပြောရနော်ဒီကောင်တွေကအဲ့လိုမျိုးနဲ့မှတတ်တယ်အဲ့လိုတော့မှနည်းနည်းနဲလေးတဲ့အဲ့ထက်နည်းနည်းလေးထပ်ပြည့်လို့ရရင်ပြည့်လို့ပြည့်နိုင်အောင်နော်အဲ့ဒါအဲ့လိုမှဒီကောင်တွေကတန်ပါတိလားအဲ့အဲ့ဒီတကင်းငွေပူးဒီ flow လောက်မှဒီကောင်တွေကရတယ်နှုတ်မဆိုရင်တိတ်တိတ်တောင်းတောင်းကောင်တော့မရဘူးဒီကောင်စအေးထူးနေပြီအဲ့လိုမျိုးတတ်တယ် ဟာပြိပဲပြိပဲနဲ့ဟမ်ပြိပါဟမ်အဲ့မှာပြိပဲပြိပဲမြည်ရဟိုတကောင်တက်တက်လာလေးတဲ့စာကလေးကောင်းတဲ့ကောင်အဲ့ကောင်ကြီးကဆရာတက်လုံနေတာဟမ်အဲ့ကောင်ကြီးကမင်းအောင်လည်းနောက်လိုက်အယူအယူအယူကြိုက်တယ်အနောက်ဆောက်သိမ့်မီအပွင့်လာတတ်တာလားဟိုမေလို့လမ်းမရဂျလီဘီဒီဟိုမြေရောက်ကြတဲ့နေရာလှိုင်ကောင်းတဲ့အဲ့မှာကွန်ပျူတာလေးနဲ့ဖုန်းလေးနဲ့ဟမ် လော်ဘီလုပ်နေတဲ့ကောင်တွေကအဲကျော်စိုးဦးဟာကျော်စိုးစပြီးတော့လော်ဘီစလုပ်ခါစရုပ်ကဘာဘာဝင်ဖြစ်လို့လဲကျွန်တော်တော့အဲ့ကောင်တွေလာလာဆွဲနေကြတာကျော်စိုးစပေါ်လာတဲ့ပုံနဲ့နဲကျော်စိုးစစဦးစင်းဘောမလုံးကပုံပြန်ကြည့်လေနဲအဲ့တော့ဒီကောင်စလုပ်မလုပ်ပဲနဲ့ဒီကောင်ဘယ်ဟာနဲ့ရလဲအဲ့ဒါစဉ်းစားကြည့်ပေါ့ရှင်းနေတဲ့ဟာကြီးကိုအဲ့တော့ဒီကောင်တွေအဲ့ဒီအယိုးကိုက် ်အရင်ကြိုက်ကဖို့အရေးကိုပါဆက်ဒီမဟုတ်တာတန်တရားတွေကိုတိုင်းပြည်ကိုခြံနေနေကြတာဒီကောင်တွေကဟမ်စက်တက်မှာအဲကောင်တွေကဆေးအာကြီးပြည့်နေတာအဲ့မအေလိုးတွေရောက်လဲကန့်လန့်ပြည့်နေတာဟမ်ဟုတ်တယ်ဒီကောင်တွေကတကယ်စက်တက်မာပါဘူးတောင်းတောင်းစစ်သားတော်သူတို့ပြောမရဘူးကောင်းလေမင်းအောင်လည်းဖားမကုန်ပြီးသားလားဟိုကောင်ဆိုကြည့်ပါလားဟိုကောင်မလူတယ်ဒီချက်မှမကြော်စိုးကြည့်လေ ဒီဒီကဘလိုမျိုးကြားနေဟိုတရင်တော့ပြည်နေပြီးပဲမီဒီယာပြီးပဲပြီးပဲဟမ်အဲ့မဟီလူသာမတက်ပြီးမတက်နဲ့ပြီးပဲပြီးပဲနဲ့သူမေးစပါပြီးပဲဟမ်ဘာလို့မသာစာလေးကောင်းနေရောအိုင်းကြီးမှာဆရာတက်လို့နေတယ်မေးလူကြီးอ่ะဟွန်း ကျွန်တော်ပြောတာအဲ့ဒါပေါ့နော်ဒီလိုကောင်မျိုးတွေကတိုင်းပြည်ပေါ်တက်ပြီးဆရာလို့ဇော်မဲလုံးလို့ကောင်မျိုးတွေကတိုင်းပြည်ကိုတက်အုပ်ချုပ်ဆိုတော့သူစဉ်းစားကြည့်ရင်ဗျာပြောဗဇက်နဲ့ပြောလိုက်တာနဲ့စိတ်ပြစ်စရာကြီးဘွားကြီးอ่ะအကောင်ပြောတာကျွန်တော်တို့တော်လှန်ရေးမှလေဝင်နေဖြစ်တယ်ဆိုတာမျက်စိနဲ့မြင်အောင်ကြည့်ရင်ငါတို့အုပ်ချုပ်မဲ့ကောင်တွေကြီးလိုက်ရှင်းရှင်းပြောရင်ကိုချေဘွားတော်ပြီတဲ့ကောင်တွေမဟုတ်ဘူးစိတ်ကမ်းမှာကုန်ထမ်းနေတဲ့ကောင်တော့အဲ့ဒီကြော်စိုးလို့ငမဲလုံးလို့တာတယ် ်အကောင့်ပြောတာကျွန်တော်အပေါ်ပြောတာမဟုတ်ဘူးနော်အကောင့်ပြောတာအဲ့တော့ဒလုံးအယုတ်တမှာအောက်တန်းစားကောင်တွေကတိုင်းပြည်မှာလူစွာချက်တက်လို့တာကိုမပေးနိုင်ဘူးနော်မင်းတို့လှုပ်ချင်မင်းတို့မင်းတို့ကမင်းတို့လှုပ်လှုပ်လက်လက်သွားလို့ငါတို့တိုင်းပြည်မှာလာမလုပ်နဲ့ဒါရှင်းရှင်းလေးပဲနော်ဒီတော်နိုင်ရင်ကဒလုံးကောင်မျိုးတွေကိုအမြင့်ကနေလှန်တဲ့ပွဲပဲလားကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့တဲ့ဆိုရင်လဲ like and subscribe လေးကိုလည်းပေးခဲ့ကြပါ